ဟာကြောင့်အဲ့လောက်ဘူးဟိုမဖြစ်ဘူးဒါပေမဲ့ဟိုနည်းနည်းပို့ပြီးတော့သူတို့ရှိုက်တာလားအဲ့လိုတွင်းလိုက်လို့ရှိရင်အဲ့လိုရရရရနော်မူးပြီးတော့အဲ့လိုတစ်ခုပြုတ်ပြုတ်ခြင်းလိုလိုအဲ့လိုမျိုးတွေဖြစ်ဖြစ်လာဖက်ပြို line မကောင်းလို့အေးရပြင်ပါရအဲ့ပါလေးကြိုပြောခြင်းလဲဆိုတော့နောက်ပိုင်းမှာဒီမူမူလီလီညီမညက်ကတနာเสียလေးပါ ငယ်တဲ့တနာဘူကောင်းတယ်ငယ်ငယ်လေးတွေကတနာဘူကောင်းတာသူကအကြီးကသူကဟိုမြစ်တာတဲ့အပြည့်အဝခံယူခြင်းပြီးတော့အဲ့လိုတည်ရမလားဟိုစင်ဒရလာဆိုတော့စင်ဒရလာမဖြစ်ချင်ဘူးသူရစိတ်ပုံမှန်ညီမလေးဖြစ်ချင်အနိုင်ချင်းမခံချင်သူရအနိုင်ချင်းချင်ကြရဲစိတ်ထားလေးဆိုငငယ်လေးတွေရလေအဲ့ဒါကြောင့်ဟိုနောက်ပိုင်းကြလို့ရှိရင်လည်း ်ဟိုဆက်ပြီးတော့အနိုင်ကျင့်သွားမှာပါဟုတ်အဲ့လိုမျိုးတော့ရှိရရှိရဆိုမဲ့ဒါပေမဲ့ကိုကဒီထဲမှာအဲ့လိုဘယ်လိုပြောမလဲတူတူတီးတန်းတကပါဆိုးနေတာပေါ့နော်ဟိုဟာပေါ့ဟိုသူများဘယ်လိုပြောမလဲတီးမလားအပြိုင်လူရာမျိုးတို့ယောက်ျားပြိုင်လူရာမျိုးတဖောက်ပြန်တာမျိုးအဲ့လိုမဟုတ်တူတူတယောက်တည်းဆိုးနေတာထိမ့်နိုင်သိမ့်နိုင်တူတူတယောက်တည်းတူတကပါဖြစ်နေတာလေးဆိုတော့အဲသူစိုးပုံစိုးနေလေတမျိုးလေးဆိုတော့ အဲ့ minute ဆေးမခံရလို့ထင်တော့ဟုတ်အဲဒီကားလေးကြမမမျိုးနဲ့ပထမဆုံးစုံတာဆိုတော့လေပထမတော့အရန်ခြေမဲ့ခြေတာစီညာရေကောင်းလာဒါမဲ့ဒီကရိုက်တဲ့အချိန်မှာကောင်းလာလက်တွဲခေါ်တယ်တင်ပေးတယ်အဲဟိုဘယ်လိုပြောမလဲတမိဒီနာမှာဆိုရင် flow လေးကဘယ်လိုဖြစ်သွားရတယ်ဒါ flow လေးကဘယ်လိုလေးလောက်ပိုကောင်းနေဆိုတဲ့ဟာလေးတွေပေါ့ပြီးလို့ရှိရင် အအရင်တော့ရေကူးခဲ့တဲ့အတွေ့အကြုံလေးအများကြီး sharing လုပ်တဲ့အခါမှာကွက်ပညာရေးအများကြီးရခဲ့ပါဟောအဲမောင်းတော့မောင်းခဲ့မောင်းခဲ့ဆိုတာဒီဟွာပေါ့ရိုက်နေတုန်းကထက်ဟိုဒီ delivery ဒီဟွာ script ပြီးတင်မှာပို့ပြီးတော့သူဘလို့လွတ်ခြင်းနေဆိုတာပြောထားတာဆိုတော့လေအဲ့လောက်ကြီးကြီးတော့ဟွာအရင်အဲဆင်းပေါ်မှာဘလောက်ကြီးကြီးလွတ်ခြင်းနေဆိုတာဟာမျိုးအဲ့လောက်ကြီးကြီးအရင်မဖြစ်ခဲ့ဘူး အဆင်ပြေပါတယ်။မင်းနဲ့အဆူလေးအဆူအဟောက်လေးနဲ့ခံခဲ့ရပါတယ်။တို့ရအောင်ဆိုရင်တရားတော့ချင်းအောင်အားချက်ခံရ။မင်းရတကူကအဲ့တုန်းကစီနီယာရီကောင်တီမှာကျတော့ရုံးကအငယ်ဆုံးပေါ့နော်။အငယ်ဆုံးဟိုမှာစတိုင်လစ်တွေလည်းအကောင်လုံးပါတယ်။အင်ကြီးတွေကသူတို့စင်ပေးမှကိုကလည်းဝတ်ပြီးစင်းရဆိုတော့လေအကုန်လုံးကလေးမှာအကြိုက်အများကြီးဆိုတော့သူတို့ style တွေကအဲအကုန်လုံးကိုကြားများပြီးစင်ရဆိုတော့လေ ကိုကမပြီးသေးဘူးမပါသေးဘူးဆိုရင်အေးဆေးထိုင်ဆောင်ဒီလီသွင်းပေးမလဲဆိုအကောင်ကြီးအော်ကြရှေးဆိုရလာပြီလာပြီလာပြီဆိုပြေးဆက်တာညိုဘယ်သူကတင်ပေးထားရလဲစီနီယာကြီးကုံရောက်နေပြီနောက်ကြောင်မှရောက်လာဘယ်သူကတင်ပေးထားရလဲအဲ့တော့ကိုကလည်းငယ်ဆိုရှစ်ရှူတမငိုတာပေါ့လေတဲ့မြိတ်နဲ့မြက်ခွအဲ့အချိန်မှာကိုကငိုရမယ်စင်းဆိုတယ်နည်းနည်းတော့မူကပူရသွားပေါ့လေအဲ့တော့အမတ်ကြိုက်အများကြီးပဲတစ်ခါမဟုတ်နှစ်ခါ ဲ့လိုပဲအဝတ်စားဟိုဘက်ကန်ရောင်ရဲ့ကိုကဒီဘက်မှာအဝတ်စားမရှိဘူးအဲ့နဲ့မပါသေးဘူးဆိုပြီးတော့ဖြစ်နေနေပြီးတက်ပြီးတော့ပါပြီလေးဆိုမိုးရီရရဟာအသေးအံပြေးတာဟာအဲ့တော့လဲအဲ့လိုပဲနောက်ခါကိုကလေး ကြောက်လန့်ပြောလေစိတ်ကမကောင်းဖြစ်အိုးငါလည်းမလုပ်ဘူးကိုကတမင်တကာအကုန်လုံးရောက်ပြီးမှရောက်မယ်သွားမယ်ဆိုရယ်စိတ်ကြီးမရှိခဲ့ဘူးလေကိုကဂျူနီယာဖြစ်တယ်စီနီယာတက်ကိုအစောကြီးရောက်နေရမယ်အကုန်လုံး ready ဖြစ်နေရမယ်ဆိုရယ်ဟာတည်ရမှာလူကြားကြီးတဲမှာအဲ့လိုအဟောက်ခံရတာလေအရင်ပူထူပြီးတော့ရှက်တာရှက်တာအာအဲ့တော့မတရားပဲဦးမင်းကိုအဟောက်ခံခဲ့ရဟိုအတားကြီးကြားထဲမှာကိုကအငယ်အငယ်လေးဖြစ်နေတာဖြစ်တဲ့အတွက်ဟိုအမှတ်ကြရတော့တော်တော် အများကြီးရှိခဲ့တယ်ပြီးတော့ဟိုတင်ယူစရာလည်းအများကြီးရခဲ့ပါတော့မသားစရာကြီးနောက်တစ်ခါမဖြစ်အောင်ဘယ်လိုရှောင်ကျင်းရမလဲဆိုရတဲ့ဟာတွေကိုအများကြီးတိတိတွင်ရခဲ့အဲ့လိုနည်းနည်းအဆိုးလေးပေါ့နော်အဲဒါပေမဲ့လီလီကအာစိတ်ထားကောင်းပါတယ်တရားမှာ80ရာခိုင်လုံးလောက်ပေါ့ဆိုတာ80ရာခိုင်လုံးပေါ့နော်20ရာခိုင်လုံးလောက်ကတော့သူကအကြံဉာဏ်ကောင်းလေးပေးဖြစ်တဲ့အမိနဲ့အမအောင်10လောက်ကတော့စိတ်ကောင်းရှိပါလား အကျဉ်ရင်ကအဲ့လိုအမေနဲ့အမနဲ့ကိုတက်လက်စီစဉ်လေးပေးဖြစ်တယ်။သူကအဓိကသူပတ်ဆိုင်ရဖို့အတွက်ပဲလေ။အဲ့လိုမြောက်ထိုးပင့်ကော်လေးပေါ့။ကောင်မလေးကအဲ့လိုနည်းနည်းလေးတော့တွက်ရတယ်။အာကြည့်လိုက်တော့လေငယ်ဘွားတော့ရိုက်တော့ကကြတော့ခလေးနဲ့ကွာမစုံခဲ့ဘူးလေ။ပြန်ကြည့်တော့မှဩခလေးလေးကအေးတော့ငါနဲ့တိတ်မကွာဘူး။တော်သေးရဲ့အဲ့လို IT အရင်မကွာနေဘူး။ သူလည်းတွက်ဖြက်လက်ကြဆိုဩငါစွာဤဟုတ်တယ်ဆို။အိုးအဲ့ဟဲ့ငါကိုတော့အကိုင်းမှာဆိုဆက်ဆက်ချင်းလူပညာလောကရဲ့စဝင်လာတော့အတန်အရန်တိုးလို့လေ။သမီးအတန်မြင့်ပြောဆိုပြီးအငြင်းနဲ့ပြောခံခဲ့ရ။နောက်ပိုင်းတော့အဲ့လောက်ကြီးကြီးပြောမခံရတော့အတန်တဖြည်းဖြည်းအကျဲလာ။ဟုတ်ဟိုဒီ interview တော့ရှင်ကိုတိုင်ရအရင်စာပြီးထွက်လာအရင်လန့်လို့ interview ပြန်ကြည့်ရင်အဲ့ဒါနည်းနည်းညင်ချင် ပြောပြောအကုန်လက်ပြေးသွားမှာပေါ့မလေးပိုင်းကျင်ပါတွေကလီလီကနည်းနည်းလေးစိုးရလို့ထင်တယ်မစိုးပါဘူးဒါအတော့ပြန်អော်တာမဟုတ်လေတန်လေးကျိန်မာသွားစကလုံးလေးတွေကလည်းယင်ကြီးတွေ့ရမှာပါဗန့်လေးလာတော့အဲအမှန်တိုင်းပြောဆိုအဲအမှန်တိုင်းပြောရရင်တော့ဒီလီတွင်ကအပြင်ရုံးလောင်းနဲ့တခြားစီပဲပေါ့နော် အဒီကားလေးကိုစားရိုက်ဖို့အတွက်ကန်လန်းလာတဲ့အချိန်မှာဥမင်းဦးကပြောတယ်တမီတမီအပြင်အေးတဲ့ပုံတော့မရဘူးတမီတော့မှပြောင်းမရမယ်ဆိုတော့အဲ့တော့သပင်လည်းညှက်ပြစ်လိုက်တယ်ပြီးတော့သူကဒီထဲမှာသူကနည်းနည်းနောက်ပိုင်းစီစေသမားပုံစံမျိုးလေးပါတာဖြစ်တဲ့အတွက်ပျော်ပါမတ်တယ်ဆိုတော့အခုဖြစ်စီ social ကြိုက် main ကလေးတယောက်ပေါ့နော်အဲ့တော့ဆိုတော့ဒီ fake တောက်တာတွေဒီ pop တောက်တာတွေဆက်လေးတောက်တဲ့ဟာတွေအာလေ့ကျင့်ရရတယ် ကိုကိုယ်တိုင်ကအပြင်မှာဆက်လိတ်တို့အဲဖိတ်တယ်မတောက်ဘူးဆိုတော့လေတော်တော်ကြီးခက်ခက်ခဲခဲကျင့်ခဲ့ရတဲ့အဲမှာပါတယ်အဲအဲ့ဟာတော့ဟိုကိုကဒီ character တစ်ခုကိုဟိုလက်ခံလိုက်ပြီးကိုကိုအတွက်ဒီဥစ္စာကိုကိုလီလီတွင်ဖြစ်ဖို့ဆိုလို့ရှိရင်အဲဒီလိုလေးတောက်ပြီးမှုတ်တဲ့ယုံနောက်နဲ့အစင်မပြေဘူးပေါ့နော်အဲ့တော့တကယ်တမ်းတောက်နေတဲ့တောက်နေကြလူတရားဒီဒီလိုနေရာတွေကိုတောင်းနေကြလူတရားလို့ဖြစ်အောင်တော့ တော်လေးတော့လိုက်ညီယူထားတာပေါ့တကယ်တော့ရတဲ့ခါမှာတီးရတယ်ရေတီးရတီးရအိမ်မှာတော့ဆိုကျင့်တာအဖေရောအမေရောအငယ်မင်းလေးကအကုန်လုံးတလိုက်တော့ပြရတယ်ပြီးရင်နှာခေါင်းကနေအငွေဘလို့ထုတ်တာလဲအစအကုန်လုံးလိုက်တင်ဘလို့ထုတ်လိုက်တာလဲအစအကုန်ပေါ့နော်တောက်တက်တူတွေအကုန်သစင်ကြီးကြီးလိုက်တင်ပြီးတော့ နောက်ဆုံးတေချာလေ့ကျင့်ပြီးတော့ရိုက်တာဒါမှမဟုတ်ရိုက်နေရင်လည်းတီးကျင်တယ်မနဲ့အောင့်ထားတဲ့အချို့ဟာလေးရှိတယ်။တောက်တော့တောက်တတ်တယ်ဒါပေမဲ့မကြိုက်ဘူး။တချို့ဆိုရင်ကျင့်နေရင်ဆွဲသွားရရှိတယ်လေ။အဲရွံ့ကဟိုကားပြီးွားပြီမဲ့ဆက်မသားဖြစ်အောင်ပြီးတော့မမီကမမီမမတ်မျိုးကလည်းပြောတယ်ဟိုမရိုက်ခင်မှာကိုကထိုင်ကျင့်နေတာထိုင်တောက်တော့ကလေးလေးဆွဲသွားမယ်ဆက်မတောက်နဲ့ဆိုပြီးတော့အဲ့လိုရိုက်မှတောက်မရိုက်ခင်မတောက်နဲ့ဆိုတော့ကိုကတော့ဟိုအကျင့်ပေါ့နော်ဖြစ်အောင်လို့ဆိုပြီးတော့တောက်တာပြီးမတောက်ကောင်းတောက်နဲ့ဆိုတော့ မူးရယ်မူးရယ်အဲဆက်လေးတောက်ကောင်ဆိုတော်တော်မူးတာဆက်လေးတောက်ကျင်တော့ဒါပေမဲ့ဒီကားထဲမှာဆက်လေးတော့မတောက်ခဲ့ရအောင်ဖိတ်တော့ပဲတောက်ခဲ့ရဆိုဆက်လေးတောက်ကျင်တော့ဆိုတော်တော်မူးတော့လေအဲတလိပ်ခွာကြည့်ပြီးတော့ မူးပြီးတော့အမငုတ်တုတ်လေးထိုင်နေအမေကအခန်းထဲဝင်လာတမိဘာဖြစ်နေအမမူးလို့တိုင်လေးကိုခိုင်းပြီးတော့ထိုင်နေတော်တော်မူးပြီးတော့လေအဲ့လိုရင်းထဲမှာအန်ဂျင်နိုင်ပိုင်းတော့ဖြစ်သွားတယ်ရိုက်နေတော့ကျတော့စလိတ်မဟုတ်တော့လေဖိတ်ကနည်းနည်းလေးပြော့လာမသိရွံတောက်တဲ့ဟာအဲ့ဟာကျတော့အဲ့လောက်ဟိုဟာမဖြစ်ဘူးဒါပေမဲ့ဟိုနည်းနည်းပို့ပြီးတော့သူတို့ရှိုက်တာလားအဲ့လိုသွင်းလိုက်လို့ရှင့်အဲ့လိုရရရရရတော့မူးပြီးတော့အဲ့လိုတစ်ခုပြုတ်ကျင်လို့လို့အဲ့လိုမျိုးပြီးတော့ဖြစ်ဖြစ်လာတယ်